ပဲခုနောက်မှဆက်ဟာပြောသွားတယ်ပါလေကျွန်တော်တို့ဒီဓာတ်ပြတ်ရရှိပါတယ်။ဒါလည်းဆိုတော့ကျမအနေနဲ့ဘယ်ပါတီကိုမှပြန်မဲ့ရဘောမထောက်ဘူးလို့ပြောရတယ်เนาะ။အဲ့တော့ဒီပုံကတည်းကဘယ်လိုပဲပြောနေပြောနေကျွန်တော်တို့ရှိရတော့အနိုင်နဲ့အဆုံးဆိုတဲ့ဒီရှင်းနိုင်မှုခုကိုရင်ဆိုင်ရမှာဒါဒေတာတော့ပေါ့နော်။အဲ့တော့အသက်ကပါတယ်ပြောနေပြန်ဘက်ကိုအနိုင်ယူတော့ဘယ်လောက်ထိပြင်ဆင်ထားပြီးလဲဆိုတာလည်းမျှဝေပြီးပါ။ဟောကျမပြန်ဘက်ကိုအနိုင်ယူဖို့ဆိုတာတစ်ချက်ပေါ့နော်။ ပြည်သူလူထုကနေပြီးတော့မှကြည်ကြည်နက်နက်ယုံယုံကြည်ကြည်နဲ့ပေးလာတဲ့မဲမျိုးရဖို့လို့ဆိုတော့ကျမတို့စူးစမ်းနေတာဖြစ်ပါလိမ့်ရှင်ပြည်သူလူထုကသာလျှင်ဆုံးဖြတ်ပေးမယ်မဲဆန္ဒရှင်တွေကသာလျှင်အဆုံးဖြတ်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲကျမအနေနဲ့တော့လေကျမအနေနဲ့တော့ပြိုင်ဘက်ပါတီကိုနိုင်ယူဖို့ဆိုတာတဲ့ပြည်သူလူထုကကြည်ကြည်နက်နက်နဲ့တိုက်လိုက်လဲလဲနဲ့ယုံယုံကြည်ကြည်နဲ့ပေးတဲ့မဲမျိုးကိုကျမတို့ရဖို့အစွမ်းကုန်စူးစမ်းနေပါလိမ့်ရှင်ကျမတို့အဲ့လိုကြိုးစားရတဲ့နေရာမှာအကြီးဆုံးစိတ်ပေါင်းမှုအကြီးဆုံးခက်ခဲပေါ့နော်။ဘာဖြစ်မှလဲ ဟိုစိန်ခေါ်မှုတွေကတော့တောက်လျှောက်ရှိပါတယ်။နောက်ကျွန်တော်တို့ကဘာလဲဆိုတော့ပို့ဒူးပို့ချုံပြီးတော့မှ ဆောင်ရွက်ရတဲ့ခါကျတော့လေလူတိုင်းလူတိုင်းကအချိန်လဲပေးရတယ်လှုပ်အားလဲပေးရတယ်ဝင်လဲစိုက်ထုတ်ရတယ်အဲပေါ့နော်လူတိုင်းလူတိုင်းကစိုက်ထုတ်ရပါတယ်ရှင်အဓိကတော့နံပါတ်1ဘန်နာရံမဝေမတောက်တင်းတာနံပါတ်1ပါသို့တော်လဲဒါဒီအဓိကလို့တော့ကျွန်မကမပြောချင်ဘူးနိုင်ငံရေးကိုတကယ်လုပ်တယ်ဆိုတော့ယုံကြည်မှုသာလေအရင်အရင်နည်းဖြစ်တယ်ပေါ့နော်ဒါတကယ်ယုံကြည်မှုခံယူခံယူချက်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့လာတာမျိုးပေါ့နော်နောက်တိုင်းပြည်အတွက်တကယ်လုပ်ပေးခြင်းလို့နောက်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုတကယ်ဆောင်ရွက်ပေးစေခြင်းလို့ နိုင်ငံရေးလှုပ်ခြင်းလို့လာတဲ့လူတွေကိုပဲကျွန်တော်တို့ကစစ်ပြီးခေါ်တဲ့သဘောဖြစ်ပါတယ်ရှင်။အဲ့ဒါဖြစ်ပါတယ်ရှင်။နောက်တစ်ခုနောက်တစ်ခုဟိုဟာပေါ့ရှင်စိန်ခေါ်မှုလို့ပြောလို့ရှင်လုံခြုံရေးပေါ့နော်။ အလုံးဂျုံရေးဖြစ်ပါတယ်လုံးဂျုံရေးကတော့ဒါကျမတို့ပါတီတခုနဲ့ရင်ဆိုင်ရတာမဟုတ်ပဲနဲ့မြန်မာနိုင်ငံနှစ်ဝန်းလုံးမှာရင်ဆိုင်နေရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုယ်စားလှယ်လောင်းနေနိုင်ငံရေးပါတီမှာအမှုဆောင်နေပါတီဝင်နေဖြစ်တယ်ဆိုရင်လည်းအဲဘာပဲပြောပြောပေါ့နော်နော်ရွေးကောက်ပွဲကော်မရှင်ပြီးလို့ရှိရင်ကျမတက်ဆိုင်ရလုံးဂျုံရေးဖွဲ့စည်းတွေအုပ်ချုပ်ရေးဖွဲ့စည်းတွေဟိုအချိန်နဲ့တပြေးညီအကြောင်းကြားပြီးတော့မှနိုင်ငံတော်ရဲ့ဒီလုံးဂျုံရေးနဲ့ပတ်သက်တဲ့ဟိုပါပေါ့နော်ဒီဒီအကူအညီကိုရယူပါလို့ကျမကတော့ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ ိကပြည်သုံးလုံးပါတီကိုပေါ့နော်ကျွန်တော်တို့ဝေဖန်နေတဲ့လူကြားထဲမှာဝေဖန်နေတာ AD ရှိပါတယ်အဲဒီမှာကျွန်တော်ဘာသွားတွေ့မိလဲဆိုတော့ဒီပြည်သုံးလုံးပါတီအားတဲ့စီးပွားရေးသမားတွေနဲ့ ဟိုဖက်ဟိုစုဖက်လာတာဖြစ်တဲ့ပါတီဖြစ်လို့အဲဒီတော့ဝေဖန်တာပေါ့နော်အဲ့ဒါဝေဖန်တဲ့နေရာမှာကျွန်တော်တို့နားလည်လာတာဒီစီးပွားရေးသမားတွေဖြစ်လို့နိုင်ငံရေးကိုမလုပ်တတ်ပဲနဲ့စီးပွားရေးလို့ချင်လို့နိုင်ငံရေးကိုဝင်လာတာလားဆိုတဲ့ပုံစံမျိုးတွေပြောနေကြဖြစ်ရပါတော့အဲ့ပေါ်မှာမတ်တပ်နေတဲ့ပါကပြောနေတာဟိုဟာရှင်နိုင်ငံဘယ်နိုင်ငံမှမဆိုပေါ့နော်နိုင်ငံတိုင်းမှာကဏ္ဍကြီးသုံးခုရှိပါတယ်ရှင်အစိုးရဆိုတာရှိတယ်ပုဂ္ဂလိကကဏ္ဍရှိတယ်ပြီးလို့ရှိရင်ခုနအစိုးရမဟုတ်တဲ့အရပ်ပဲ့ဖွဲ့စည်းတွေရှိတယ်ပေါ့နော်သူ့အလုပ်သူလုပ်နေဖို့လိုတာပါလိုတာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကတော့ အကျမတို့ကတော့လုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တွေအနေနဲ့နိုင်ငံရေးပဲပါတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်အဲတိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်လည်းကျမတို့ကဒီနိုင်ငံရေးပတ်ဝန်းကျင်ကောင်းရှိရမယ်တည်ငြိမ်အေဂျင့်နဲ့ဒီတည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်ရှိရမယ်အဲပြီးလို့ရှိရင်စီးပွားရေးပတ်ဝန်းကျင်ကောင်းရှိရမယ်လုပ်တာကိန်းတာရှိတဲ့စီးပွားရေးဝန်းကျင်ရှိရမယ်နောက်လူမှုရေးပတ်ဝန်းကျင်ကောင်းရှိရမယ်လူအတိုင်းဝိုင်းကောင်းတွေရှိရမယ် တော့ကြံပြိုင်နဲ့ထဲမှာလည်းဤပညာပတ်ဝန်းကျင်ပေါ့နော်စသဖြင့်ဒီလိုပတ်ဝန်းကျင်တွေပေါ့ပြီးလို့ရှိရင်တဘာဝတရားစာတန်းနဲ့ပတ်သက်ပြီးတော့မှာဆက်စားရပေါ့ပေါ့တဘာဝတဘာဝပတ်ဝန်းကျင်ကောင်းကောင်းရှိရမယ်ပြီးလို့ရှိရင်ဥပဒေဤဥပဒေမူဝါဒဝန်းကျင်တွေကောင်းကောင်းရှိရမယ်ဒါတွေလောက်ဖို့လို့အတွက်ကိုကျမတို့ကနိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လာတာဖြစ်ပါလေဆိုအဓိကတော့နိုင်ငံတိဆောက်ရေးမှာနိုင်ငံတိဆောက်ရေးမှာနိုင်ငံသားတွေအနေနဲ့ပေါ့နော်တော့ကျမတို့ပါတီမှာအဲဟိုပေါ့ရှင်ဒီတက်မတော်သားတွေတက်မတော်သားဟောင်းတွေလည်းပါတယ် အဲလုံခြုံရေးအဖွဲ့မှာပေါ့နော်ကာကွယ်ရေးလုံခြုံရေးမှာပါခဲ့တဲ့သူတွေလည်းပါတယ်။နောက်အစိုးရဌာနကနေဟိုအလုံလောက်ခိုက်ကြတဲ့သူလည်းပါတယ်လို့။နောက်ကျမတို့အဲကျမတို့ဒီလုပ်ငန်းရှင်တွေလည်းပါတယ်။ဒီဒီပုဂ္ဂလိကကဏ္ဍမှာအလုံလောက်ကြတဲ့ညာနာလူသားကာယလူသားတွေလည်းပါတယ်။အဲပြီးလို့ရှိရင်တော့ကျမတို့အရက်ဖက်အမှုဖွဲ့စည်းပေါ့နော် NGO တွေလည်းပါတယ်။အဲပြီးလို့ရှိရင်နိုင်ငံတကာကပြန်လာကြတဲ့သူတွေလည်းပါပါတယ်ရှင်။ အဲ့လိုပါခြင်းအားဖြင့်ကျမတို့ကဒါပြည်သူလူထုတရလုံးမှာရှိတဲ့ပုံစံမျိုးပဲတော့ပေါ့နော်ကျမတို့ပါတီတွဲမှာလည်းရှိတဲ့ခါကြတော့ဒီကွဲပြားဆုံးနေတာတွေရှိတာကျမတို့ပါတီရဲ့အားတာချက်ဖြစ်ပါတယ်ရှင်အဲသို့တော်လည်းစီးပွားရေးလုပ်ငန်းရှင်ပြီးလို့ရှိရင်စီးပွားရေးပညာရှင်တွေပေါ့နော်စီမံခန့်ခွဲမှုပညာရှင်တွေလည်းအများကြီးပါပါတယ်ဒါဒီကျမတို့ပါတီရဲ့အားတာချက်ဖြစ်ပါတယ်ရှင်ဟိုနိုင်ငံတစ်ခုမှာပေါ့နော်နိုင်ငံတစ်ခုအားကောင်းဖို့ဆိုလို့ရှိရင်ကျမတို့က၃ချောင်းချောင်းလို့ပေါ့ နံပါတ်1ကဘာလဲဆိုစီးပွားရေးပေါ့နော်ဟို economic mic ပေါ့စီးပွားရေးတနအင်အားတောင့်တင်းရမယ်နံပါတ်2ကတော့ political mic ပေါ့ political mic ဆိုတာနိုင်ငံရေးအားဖြင့်အဲကျမတို့ကစီးလုံးညီညွတ်တဲ့နိုင်ငံဖြစ်ရမယ်အစိုးရကိုအပြည်သူလူထုထောက်ခံတဲ့အစိုးရဖြစ်ရမယ်ပြည်သူလူထုစီးလုံးညီညွတ်ရမယ်နိုင်ငံရေးအားတာချက်ရှိရပါမယ်ရှင်နောက်ဆုံးတစ်ခုကတော့ကျမတို့ military mic ပေါ့နော်ဆိုလို့ရှိရင်စစ်ရင်အားတောင့်တင်းရပါမယ်ရှင်နော်အဲ့ဒီ၃ချောင်းချောင်းထဲမှာနိုင်ငံတစ်ခုက ကြီးပွားတိုးတက်မယ်ရေရှည်ရေရှည်မှာကျွန်တော်တို့အောင်မြင်တဲ့နိုင်ငံဖြစ်မယ်ဒါပြီးလို့ရှိရင်အိန္ဒိယချင်းနိုင်ငံတွေနိုင်ငံတကာတွေနဲ့ကျွန်တော်တို့ရင်းမောင်းတန်းနိုင်မှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့စီးပွားရေးလည်းအရေးကြီးတယ်အဆင့်အားကြီးဖို့လည်းအရေးကြီးတယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုပါပေါ့နော်ဒီနိုင်ငံရေးအင်အားပေါ့နိုင်ငံရေးအင်အားဆိုတာပြည်သူလူထုနဲ့အဲတက်မတော်နဲ့ချစ်ခင်ရင်းကြီးတာပြည်သူလူထုနဲ့အစိုးရနဲ့ ချစ်ခင်ရင်းနှီးတာအပြန်အလှန်ယုံကြည်တာပေါ့နော်ဒါတွေကအရေးကြီးပါလေရှင်အဲ့ဒါကြောင့်မို့လို့ကျမတို့အနေနဲ့တော့ပြည်သူတယောက်အနေနဲ့နိုင်ငံသားတယောက်အနေနဲ့တော့အဲဘယ်လိုမျိုးခံနာပဲလာလာပေါ့နော်ဒါနိုင်ငံရေးပါတီကနေပြီးတော့မှနိုင်ငံရေးလုပ်ခွင့်ရှိတယ်ပေါ့နော်နိုင်ငံသားအခွင့်အရေးရှိတယ်လို့ပြောချင်ပါတယ်ရှင်အဲ့တော့ကျွန်တော်တို့ညီမတော်နဲ့ဆရာမနဲ့ဒါမျိုးကမှကျမဖြေသွားတာလို့ရှိတယ်ပေါ့နော် ကျွန်တော်တို့ကမေးတယ်ဒီငွေပေးပြီးတော့မဲဆွဲတယ်ပြီးစားပေါ့နော်အဲ့တော့ဆရာမကလည်းငွေပေးပြီးမဲဆွဲတော့မယုံကြည်ဘူးစစ်စစ်ကိုရှာမယ်တကယ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့ပါတီကိုနိုင်ငံရေးကိုတုံ့ပြန်တူတူပဲဆရာမရှာမယ်လို့ပြောတယ်အဲ့တော့အခုအချိန်မှာဆရာမကလည်းသူ့အတွက်စုံပွဲနဲ့အများကြီးလုပ်ခဲ့ပြီးဆိုတော့ဆရာမတွေ့ပြီလားဘယ်လောက်ထိအောင်ဟိုဒီမို့ညှော်တဲ့နိုင်ပြီလဲပေါ့ဟိုကျမတွေ့ပါပြီရှင်ကျမတို့ပါတီကိုလာတယ်ဆိုတာကလေကျမတို့ပါတီရံမုံငွေမတောက်သေးပါဘူး။နောက်လူတိုင်းလူတိုင်းကမြို့နယ်ဆိုလဲမြို့နယ်မှုဆောင်တွေကအိတ်ဆိုင်ရတယ်။သူတို့အိမ်ကိုရုံးနေနဲ့ အဲပေးရတယ်ပေါ့နော်ပေးသုံးရတယ်စသဖြင့်ပေါ့နော်ပြီးလို့ရှင်သွားရင်းသားရင်းမှာလဲကိုကားနဲ့ကိုစီနဲ့သွားရတယ်ကိုစိတ်နဲ့ကိုသွားကြရတယ်ခီးတွေထွက်ကြရတာဟုတ်ရှင်ပြီးလို့ရှင်အခုလဲကိုစလေလောင်းဝိုင်းရှာတဲ့အချိန်မှာလဲအဲ့လိုပဲအဲ့လိုပါပဲရှင်အဲသူတို့ရဲ့လူမှုကိုရဲ့ကိုသုံးပြီးတော့မှသူတို့ရဲ့ လူမှုရေးကွန်ရက်ထဲကနေပြီးတော့ဖင်မရင်းနေတဲ့လူဖြစ်ချင်းဖြစ်တင်ဖြစ်ထိုက်တဲ့လူကြီးကျွန်တော်တို့ကခေါ်တာဖြစ်ပါလေရှင်အဲ့ဒါပြီးလို့ရှင်လဲကျွန်တော်တို့ပါတီနေနဲ့ကိုယ်စားလှယ်လောင်းတွေကိုကျွန်တော်တို့ကနီးစနစ်ပဲဖေးလိုက်မှာဖြစ်ပါလေရှင်ကျွန်တော်တို့ငွေအားဖြင့်ကျွန်တော်တို့မပန့်ဖို့နိုင်ပါဘူးကျမတို့ပါတီပုံရိပ်အပြင်ပတ်ဖို့မယ်၊မူဝါဒအပြင်ပတ်ဖို့မယ်၊နီးစနစ်အပြင်ပတ်ဖို့မယ်။သို့တော်လည်းကိုယ်စလဲလောင်းတယောက်ချင်းစီကကိုယ်အိတ်ဆိုင်ပြီးတော့မှကိုယ့်ဟာကိုယ်ရွေးကောက်ပွဲဝင်ဖို့အတွက်ဆောင်ရွက်ကြရမှာဖြစ်ပါလိမ့်ချင်။အဲဒါကြောင့်မို့ကျမတို့ပါတီမှာပါကြတဲ့သူတွေအကုန်လုံးကဒါနိုင်ငံကိုချစ်လို့အစ်မမှန်တဲ့ဒီပါတီ ိုလည်းတကယ်ယုံကြည်လို့ယုံကြည်ချက်ရှိလို့ကိုယ့်ရဲ့အချိန်နဲ့ကိုယ့်အင်အားတွေကိုယ့်ရဲ့ဥဆောင်မှုနဲ့ကိုယ့်ရဲ့စေတနာနဲ့ငွေအင်အားတွေတုံးပြီးတော့မှလာပြီးတော့မှစုပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့လည်းရင်တော့လည်းဟိုကြားတဲ့ကြားမှုတွေတွေ့လည်းတွေ့ပြီးတော့เนาะ သူတပြင်းတော့ကျွန်တော်တို့ခြေရွာတွေဆက်မှာဆိုတော့ဆိုပါဘူး။ဘာလို့ဒီလိုဖြစ်ချင်လို့ဝေပေးတာမျိုးပေါ့နော်။အဲ့တော့ဒီလိုပြဿနာမျိုးရအများကြီးကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော်။အလားတူပဲစားဒီရဘောရလမ်းရှိမဲ့တွေ့တရားတွေရဘောအတွက်ကိုကငွေရင်းနေပြီးတော့လုပ်သွားတဲ့ပုံစံမျိုးတွေရှိရပါလား။ဘုရားမတို့ကလည်းဆရာမဆိုတော့ငါပြောသွားတဲ့ပုံပဲမဲဆွဲဝေပေးပြီးတော့မဲဆွဲတဲ့ဥစ္စာကိုဆရာမမယုံကြည်ဘူးကြိုက်ဘူးပြောတယ်။ဒါကလူလူတော်တော်များများလည်းဥစ္စာကိုလက်ခံနိုင်ကြတာမရှိဘူး။အဲ့တော့ကျွန်တော်တို့ပြင်ချင်တာက ီလိုအမြင့်တွေနေတဲ့စနစ်ကြီးတွေကိုကျွန်မတို့တော်လန်နိုင်မယ်လို့ယုံကြည်တာပေါ့အဲအဲ့တော့ဒီ2025ရွေးကောက်ပွဲမဲပေးတဲ့ပုံစံကိုကျွန်တော်တို့ကြည့်ရမှာပေါ့နော်ဆိုလို့ရှိရင်အဲငွေပတ်မိုးနိုင်တဲ့ပါတီကိုမဲပေးတာလားအဲတကယ်ကိုနိုင်ငံကိုနိုင်ငံရဲ့နိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကိုတကယ်စေတနာအစစ်မှန်နဲ့ ဒီထမ်းရွက်နိုင်တဲ့ပါတီမျိုးကိုမဲပေးတာလားဆိုတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ရှင်။အဲသို့တော်လည်းကျွန်မတင်တာမဲဆန္ဒရှင်တွေပြည်သူလူထုတွေကလည်းမအားကြတော့ပါဘူး။ဟောပေးရင်တော့ယူရင်လည်းယူမှာပေါ့နော်။ဒါပေမဲ့မဲပေးရင်တော့ကျွန်မတင်တာတကယ်ယုံကြည်တဲ့ပါတီကိုပဲမဲပေးကြပါလိမ့်မယ်ရှင်။နောက်ဆုံးမေးခွန်းပါဆရာမတကယ်တော့ဒီမေးခွန်းကကျွန်တော်ဆရာမအောင်မေးရမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းကျွန်တော်တို့က ပြောသွားတဲ့စကားလုံးပေါ်မှာကျွန်တော်တို့မီဒီယာအနေနဲ့အဲ့ဒီပြောတဲ့ပုံစံတွေပေါ်တော့ပါနေပြီပေါ့ကျွန်တော်တို့ဈေးဝင်မရခဲ့တော့ဆရာမအောင် ကိုသားမဖြစ်ကြည့်အောင်ပြောမပြောလဲဆိုတော့ဒီဝေကောက်ပွဲကပြည်သူအတွက်လို့ပြောတယ်။နောက်ဆ iam မတို့ပါတီအနေနဲ့လည်းဆွင့်ချက်မရှိလက်ခံလိမ့်မယ်လို့ရှင်း။အဲ့မှာမှနောက်ဆက်အတွက်ကျွန်တော်တို့မေးချင်တာကဝေကောက်ပွဲကပြည်သူအတွက်ဆိုရင်အနာကဘယ်လိုပဲဖြစ်မယ်ကွာ။ဆ iam မတို့ပါတီရဲ့ပြည်သူ့လုံးပါတီရဲ့အမြင်ပေါ်တာလေးကိုဒီနေရာမှာပြည်ပြပြပြောတာ။ဟိုပေါ့ရှင်အစိုးရတရားပြစ်လာရင်တော့လေအစိုးရဆိုတာကတော့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုပြည်သူကနေရွေးကောက်ပွဲကနေတဆင့်ပေါ့နော်။အဲနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဒီအာဏာရပါတီတော့အစိုးရအဖွဲ့ကအ မြင်တာပေါ့နော်ဒါပေမဲ့အစိုးရအနေနဲ့အာဏာလို့သဘောမထားဘဲနဲ့တာဝန်လို့သဘောထားပြီးတော့မှဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒါကျွန်တော်တို့ပါတီမှာလည်းအဲ့ဒါပါပဲကျွန်မကျွန်မဒီပါတီရဲ့ဥက္ကဋ္ဌဖြစ်တယ်သို့တော်လည်းဒီဥက္ကဋ္ဌဒီအာဏာမဟုတ်ဘူး အရောက်သူမဟုတ်ဘူးကျမတာဝန်ဖြစ်ပါတယ်။တော့ကျမတို့ဗဟိုလုပ်မှုဆောင်ဖွဲ့တွေရောကျမစံနမူနာပြနဲ့ကျမဥဆောင်တာဖြစ်ပါလိမ့်ရှင်။အဲ့ဒါကြောင့်မို့လို့ကျမတို့အစိုးရတည့်ရဆိုတာပြည်သူ့အကျိုးကိုဆောင်ရွက်ရမှာဖြစ်တယ်။ဘယ်လိုပုံစံနဲ့ဆောင်ရွက်ရမှာလဲဆိုလို့ရှိရင်ပြည်သူတွေရဲ့ခက်ခဲကြက်တဲတွေကိုမူဝါဒနီလန်းအပြည့်ဖြည့်ရှင်းပြီးတော့မှဒီပြည်သူကအနှင်းထားတဲ့အဲဒီဒီအချုပ်အခြာအာဏာကိုအသုံးပြုပြီးတော့မှဆောင်ရွက်ပေးရမယ့်တာဝန်ရှိတဲ့အဲဆိုအဖွဲ့အစည်းဖြစ်ပါလိမ့်ရှင်။အဲ့ဒါကြောင့်မို့ကျမတို့အာဏာဆိုတာတဲ့တာဝန်ပေးရတယ်လို့ကျမတို့ခံယူရမှာဖြစ်ပါလိမ့်ရှင်။ ်ကျေးဇူးပါရှင်ကျေးဇူးပါရှင်